အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025အောက်တိုဘာလ10ရက်နေ့ဖြစ်ပါတယ်နော်ဒီနေ့ကတငငချင်းတရောင်းနဲ့လက်ဖိတ်ဆိုင်ထိုင်ရင်းနဲ့ဒီပတ်စံခံနေတဲ့ဖုန်းကြီးနဲ့သူနဲ့စကားများခဲ့တဲ့အကြောင်းကိုပြောပြတော့ကျွန်တော်ဒီအကြောင်းလေးကိုခင်ဗျားတို့ပြန်မျှဝေခြင်းတယ်ဒီကကကျွန်တော်တို့ဗုဒ္ဓဘာသာတွေနားမလည်တဲ့ပြဿနာကဘာလဲလို့မေးလို့ရှိရင်ဒီဖုန်းကြီးတွေဒီသာသနာမဟုတ်ဘူးဖုန်းကြီးဒီဖုန်းကြီးတာဖြစ်တယ်ဖုန်းကြီးဒီတန်ခါလည်းမဟုတ်ဘူးသာသနာလည်းမဟုတ်ဘူး ခမားတို့ကြီးညိုသည်ဖြစ်စေမကြီးညိုသည်ဖြစ်စေပူဇော်သည်ဖြစ်စေမပူဇော်သည်ဖြစ်စေဒါခမားတို့ရဲ့ကိစ္စနဲ့ဆိုင်နေသူတို့ဒီလက်စွာဘုရားလက်ထက်တော်ခါကအတုံးနှုံးနဲ့ပြောမစို့တမနာပြေမနာတိဖြစ်တယ်အယုသေးအလေးမြတ်ပြုရမယ်ပုံမူကြီးဖြစ်တယ်ဟုတ်ပြီနော်ခမားတို့အတွက်ကောင်းကျိုးချမ်းသာတွေအဆုံးအမတွေကိုပေးနိုင်တယ်သာသနာဟူသည်မြတ်စွာဘုရားရဲ့အဆုံးအမကိုသာသနာလို့ခေါ်တာ ဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမကဘာလဲလို့မေးလို့ရှိရင်ယဟန်နေအတွက်အဆုံးအမကနိဗ္ဗာန်ကိုရှာရတာယဟန်နာဖြစ်အောင်အားထုတ်ရတာမြတ်စွာဘုရားရဲ့သာသနာမှာယဟန်နာဖြစ်အောင်အားထုတ်တဲ့သူမရှိတော့ဘူးနိဗ္ဗာန်ရှာနေတဲ့ပုံကမရှိတော့ဘူးဆိုရင်သူတော်ကောင်းသာသနာကွဲတယ်ယနေ့ခမရတို့ကျုပ်တို့တွေ့နေရတာဒီဗုဒ္ဓဘာသာဒီမြတ်စွာဘုရားရဲ့အဆုံးအမသာသနာစာအဆုံးအမစကားတွေပဲကြံတယ် တူတော်ကောင်းသာသနာကဘယ်အချိန်မှကွယ်သလဲလို့မေးလို့ရှိရင်နိဗ္ဗာန်ရှာတဲ့ပုံကမရှိတော့ဘူးနိဗ္ဗာန်ရောက်အောင်အားထုတ်သွားတဲ့အရဟတဖို့ပုံကမရှိတော့ဘူးဆိုအဲ့ဒီသာသနာကြီးကွယ်သွားပြီယနေ့ရှိမရှိရတော့ကိုယ့်ဘောက်ကိုရှာကြပါနော်နောက်တဲ့သာသနာတစ်ခုကဘာလဲလို့မေးလို့ရှိရင်လူတွေအတွက်သာသနာကလူလောကထဲမှာလူပိပိတတ်တနေထိုင်မှုအတွက်လူချင်းမှုတွေကိုလိုက်နာဖို့အတွက်မြတ်စွာဘုရားက၅ပါးတိလာကြီး ဒုစရိုက်ဆယ်ပါးရှောင်ကြဉ်ကြောင်းတွေခေါ်ထားခဲ့တယ်။လူလောကထဲမှာငင်းငင်းအေးအေးနေတောင်ဆုံးမခဲ့တဲ့အဆုံးအမတွေရှိတယ်။အဲ့ဒါသည်မြတ်စွာဘုရားရဲ့လူတွေအတွက်သာသနာဖြစ်တယ်။နောက်တော့လူတွေအတွက်အကျိုးစီးပွားကပါလေ။အဲ့တော့ဒီပတ်စံခံနေတဲ့ဘုန်းကြီးတွေကိုပတ်စံလှူရင်ကုသိုလ်မရဘူးလားရတယ်။မြတ်စွာဘုရားကဟောပြောခဲ့တာကရှင်းရှင်းလေးဒါနနဲ့ပတ်သက်လို့လူတယောက်ကလူမိုက်လို့လှူတယ်တဲ့ဘလို့လှူလဲဆိုတော့တဲ့ရိုးရိုးတည်တည်မလှူဘူးတဲ့ ကိုယ်တိုင်မလူဘူးတဲ့စွန့်ပြစ်တယ်လို့လူတယ်တဲ့အလူရဲ့အကျိုးကိုမယုံဘူးတဲ့လူရမ်းတဲ့လူကငါကောင်းမှုလို့ရင်ကောင်းကျိုးရှိတယ်ဒီအလူရဲ့အကျိုးအာနိသင်ရှိတယ်လို့လက်ခံယူကြည့်တဲ့သဘောရှိရတယ်မရှိဘဲနဲ့ပေကျင်းကနေပါစေကတကောင်ခွေးလေးစားလိုက်ဒီလိုမျိုးအကျိုးကိုမယုံကြည်ဘဲနဲ့ အချိုးကိုမျော်ကိုးတာနဲ့ယုံကြည်တာတော့မတူဘူးเนาะတချို့ကအချိုးကိုမျော်ကိုးတာဒါလူလူလိုက်လို့ရှင်နှက်ဖြစ်ပါစီမြမာဖြစ်ပါစီဆိုတော့ကအချိုးကိုမျော်ကိုးတာအချိုးကိုယုံကြည်တယ်ဆိုတော့ကကောင်းမှုဒီအလှူပေးတဲ့အချိုးဒီအလှူအချိုးရှိတယ်ဆိုတော့ယုံကြည်တာမတူဘူးဟုတ်ပြီเนาะအဲ့တော့ဒီအလှူမျိုးကိုလှူတဲ့ပုဂ္ဂိုလ်ကလူမိုက်ကြီးတယ်အဲ့တော့များသောအားဖြင့်ဒီပတ်စံထည့်နေတဲ့ပုဂ္ဂိုလ်တွေကလူမိုက်လူနီလူနီကြတာအလှူအချိုးကိုမရဘူးလားရတယ်အာနိသင်နေတယ်မြတ်စွာဘုရားကသာသနာ့ရင်းအလှူကအချိုးများတယ် သာသနာ့ဘအလှူကအကျိုးနည်းတယ်။သာသနာ့ရဲ့အလှူဆိုတာဘာလဲလို့မေးလို့ရှင်တန်ကြီးကဒါနာဖြစ်အောင်လှူတတ်ကြတယ်။မြတ်စွာဘုရားရဲ့အဆုံးမနဲ့ညီတဲ့အဆုံးမနဲ့အလှူကိုလှူတတ်ရတယ်။ရိုးရိုးလေးပဲလေတန်ဃာတွေကိုမြတ်စွာဘုရားကဘာမအပ်ဘူးလို့မြတ်စွာဘုရားကဟောပြီးသားဟုတ်လားတန်ဃာတွေနဲ့မအပ်တဲ့အရာတွေရှိတယ်တန်ဃာနဲ့မအပ်တဲ့အရာကိုလှူလို့ရှိရင်သာသနာ့ဘအလှူအပ်တဲ့အရာကိုလှူရင်သာသနာရင်းလို့ မြတ်စွာဘုရားကပစ္စည်းလေးပါးထဲမှာစွန်ကြောင်စီစွန်စီတင်ငန်းကြောင်ဒီလေးပါးအဲ့ဒါဒီအဆက်တဲ့ပစ္စည်းတွေဟုတ်လားခင်ဗျားတို့အနေနဲ့အဲ့ဒီအဆက်တဲ့ပစ္စည်းကိုလှူလို့ရှိရင်တဒနာတွေအလှဖြစ်တယ်အဲ့ဒီဒါတွေနဲ့မအဆက်တဲ့အလှပစ္စည်းကိုလှူနေသမျှတဒနာပါအလှဖြစ်တယ်အဖြေကရှင်းရှင်းလေးပဲတဒနာတွေအလှနဲ့တန်ခါးဂုံကိုရီမှန်းပြီးလှူလို့ရှိရင် တန်ကြီးကဒါနရတယ်အဲ့ဒီဘုံကြီးသည်ရံဟုတ်ချင်ဟုတ်ဟုတ်မဟုတ်ချင်မဟုတ်ဘူးလောလောဆယ်ဆုံးနဲ့ကြွနေစေကာလမှာသူသည်အရိယာသူတော်ကောင်းတို့မြန်နူးအနှစ်သက်အတဲ့အလုပ်ကိုလုပ်နေတာအဲ့ဒီပုံကိုကိုလှူဒန်းလိုက်တာဒီတန်ခါကုံကိုရီမှန်းပြီးလှူဒန်းတာဖြစ်ခြင်းကြောင့်တန်ကြီးကဒါနရတယ်အဲ့ဒီပုဂ္ဂိုလ်မှာကဘာတိလာတမာရီပညာမှမရှိဘူးဆိုသူ့ဘာသူငရေသူ့ဘာသူလက်နဲ့ရက်ဖယ်ပြီးသူ့ဘာသူဆင်းသွားလိမ့်မယ်အဲ့ဒါသူကိစ္စခင်ဗျားတို့ကိစ္စမရှိဘူး မြတ်စွာဘုရားကယဟန်တပါးကဒီတန်ကြီးကဒါနာတန်ကားကိုလှူဒန်းနေဆိုတဲ့နေရာမှာမြတ်စွာဘုရားဟောထားတာရှင်းရှင်းလေးတန်ကားကုံတော်ကိုပြန်ကြည့်ကြည့်ယတိရန်စတ္တဏီအထာပုတိတာယူကဏီအထာပုတိတာပုဂ္ဂလဧတဘဂဝါတော်တာဝကတန်ကိုမြတ်စွာဘုရားရဲ့၄ပါးအစုံရှိရောက်တော်ဆိုတာအရိယတန်ကားကိုပဲပြောတယ် အဲ့ဒီတန်ဃာတွေကအဝေးအဆောင်လာတဲ့အလူကိုလည်းခိုင်းတော်မူထိုက်တယ်တဲ့အဲ့ဒီလုံကဆောင်းထားတဲ့အလူကိုလည်းခိုင်းတော်မူထိုက်တယ်တမလွန်ကျွန်းကရည်စူးပြီးတော့လည်းလှူလန်းတော်မူထိုက်တယ်လောက်ချီမိုးပြီးတော့လဲရှုရှ िख ိုးတော်မူတိုက်တယ်ကုသိုလ်မျိုးစင်များကျဲချဆိုင်ပြောကောင်းသောလင်ဒီကောင်းပဲဖြစ်ပါလေတဲ့သာသနာတွင်အလူကိုလူတက်ဖို့အတွက်အဲ့ဒီလိုဂုံကြီးကိုရင်မှန်းပြီးလူတက်ကြတယ်အဲ့ဒီတန်ဃာတော်နဲ့အဆက်တဲ့အရာကိုလှူဒါန်းရတယ်ရိုးရိုးယဟန်တမားကအဲ အဲ့ဒီအရာတွေ ਨੇ အပူဇော်ခံထိုက်ဖို့ဆိုရင်အပူဇော်ခံထိုက်ဖို့ဆိုရင်ယဟန်နာတို့မှာရှိတယ်မဂ်ဂင်ရှင်ပါပဲမြတ်စွာဘုရားဟောရတဲ့ရှင်းရှင်းလေးပညာတို့အကျဉ်းတို့အဲ့ဒီမှာပြောမဂ်ဂင်ရှင်ပါယဟန်နာတို့မှာရှိတယ်မဂ်ဂင်ရှင်ပါကိုဖြစ်ကျင်နေတဲ့ယဟန်ကအဲ့ဒီပူဇော်ထူးတွေကိုခံလို့မထိုက်တယ်အဲ့ဒီလိုမှမကြည့်မင်းနေတဲ့ចောင်းအိတ်ចောင်းစားနေတဲ့ဘုံကြီးอ่ะ ဘာလုပ်မှလည်းမလုပ်ဘူးဘာစာမှလည်းမသိဘူးဟာလာအချိန်တန်းသွန်လေးထွက်ကန်လိုက်စားလိုက်အိတ်လိုက်လုံနေတယ်ဆိုရင်တော့သူ့အကုသူနဲ့သူသွားလိမ့်မယ်အဲ့ဒါခမရတို့ကိစ္စမရှိဘူးသူ့ကိစ္စသူဒီတာသနာအဆုံးအမကိုနားမလဲပဲနဲ့တာသနာအသီးဝင်ကိုမှီစားခြင်းဒီသူ့အတူသူ့ငရဲသူရှာတာခမရတို့ရဲ့အကျိုးစီးပွားကအဲ့ဒီငရဲရှာနေတဲ့သူကိုပဲခမရတို့တန်ခါအကုန်ကိုရီမှန်းပြီးတော့လှူဒန်းလိုက် တော်ပြီးတော့စီးကတ်တယ်ကိုးကွယ်တယ်အဲ့ဒီဖုန်းကြီးရဲ့အဆုံးမတွေတော်ပြီးလိုက်နိုင်တော့ခမရတို့လည်းသူနဲ့တူငရဲသွားတယ်။ဟိုတက်နီကဒေဝရက်အကြောင်းလာပြောတယ်။ဒေဝရက်ကိုလှူရင်ဒေဝရက်ကိုတော်ပြီးစီးကတ်တယ်ကိုးကွယ်တယ်သူတော်ကောင်းလို့ထင်လို့ရှင်ကိုအာဟုတို့ကိုရှာတာ။အဖြေကရှင်းရှင်းလေးတွေဗုဒ္ဓဘာသာရဲ့အဖြေကရှင်းရှင်းလေးတွေရိုးရိုးလေးတွေခမရတို့ကနေခမရတို့မရှုပ်ရှုပ်အောင်ရှောက်လို့ကြလို့ရှောက်ကုန်တာ။ဟုတ်လား။သဒ္ဒနာရွဲ့အလှူနဲ့သဒ္ဒနာပအလှူဆိုတာအဲ့ဒါပဲသဒ္ဒနာရွဲ့အလှူဆိုတာဒီမြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလှူတာ ပုံသားတယောက်ကရှင်အာနာတန်ကိုတွေ့တဲ့အခါအရှင်ဘုရားတပည့်တော်ရှင်ဘုရားကိုအယံကြည်ညိုလာတဲ့တပည့်တော်စင်နေလူချင်းနဲ့မြင်းနေလူချင်းနဲ့လဲရမြည်တွေလူချင်းနဲ့ဒါပေမဲ့အရှင်ဘုရားတို့တာသနာမှာမအပ်ဆက်ဘူးတဲ့တပည့်တော်ရဲ့ဆောင်းပိုင်းအစိုးပိုင်းလေးကိုအရှင်ဘုရားလက်ခံတော်မူပါတဲ့အလှပေးတာတော့အဲ့ဒီလိုအပ်ဆက်တာကိုလှူတတ်တယ်မအပ်ဆက်တာကိုလှူရင်အလှမဖြစ်ဘူးလားဖြစ်တယ်ကုသိုလ်မရဘူးလားရတယ်အကျိုးမရှိကျိုးနေတယ်ခွေးတော်ကောင်ကိုလှူရင်တော့မှအကျိုးရသေးတာလေး ယဟန်တစ်ပါးကိုလှူတာသမဏပြမနာတယောက်ကိုလှူတာအကျိုးရှိတယ်ပတ်စံမဲ့လှူလှူဘာလှူလှူကုလိုရတယ်သို့တော့တန်ကြီးကဒါနာမဖြစ်လို့ရှိရင်အကျိုးမများဘူးမြတ်စွာဘုရားကအကျိုးများစေတဲ့အလုပ်ကိုငါဘုရားကိုလှူတာတဲ့တန်ဃာကိုလှူပါတဲ့တန်ဃာကိုလှူတာကပုံပြီးအကျိုးများတယ်တရဝရရဲ့အကျိုးစီးပွားကိုအစဉ်တနာတက်တဲ့မြတ်စွာဘုရားကအကျိုးစီးပွားများရာများကြောင့်လှူဒန်းဤကို သင်ပေးတယ်အဲ့တော့ခမည်းတော်ကဘာအကျိုးစီးပွားကိုလိုချင်တာလဲကိုလိုချင်တာလို့ဒီဖုန်းကြီးတွေကိုတော့တန်ဃာလို့လာမပြောနဲ့ ာသနာလို့လာမှာပြောတယ်အဲ့ဒီဘုန်းကြီးဒီတာသနာလည်းမဟုတ်ဘူးတန်ဃာလည်းမဟုတ်ဘူးတာသနာသည်မြတ်စွာဘုရားအဆုံးအမဖြစ်တယ်တန်ဃာဟူသည်အရိယာသူတော်ကောင်းကြီးဖြစ်တယ်အဲ့ဒီနှစ်ခုပဲအဲ့တော့ဒီဘုန်းကြီးတွေသည်တန်ဃာရဲ့နေနည်းထိုင်နည်းကိုအတူခေါ်ပြီးနေလို့ရှိရင်ပူဇော်ထူးကိုခိုင်းလို့မထိုက်တယ်အလေးအမြတ်ပြုခံထိုက်တယ်မနေဘူးလားမနေမခံထိုက်ဘူး မခံထိုက်တဲ့လူကိုကိုရီးယားအလေးမြတ်ပြုတယ်သူ့အာဟုသူသူရှာတာသူ့ဒုက္ခသူရှာတာသူ့ဘဝသူဖြတ်စည်းတာဟုတ်လားခင်ဗျားတို့နဲ့မဆိုင်ဘူးနားလည်လားမသိဘူးနော်